လောကမှာလူလိမ်မာထက်လူမိုက်ကဘာလို့ပိုများတာလဲလောကမှာလူမိုက်တွေက လူလိမ်မာတွေထက်ဘာကြောင့်ပိုပြီးများပြနေရသလဲဘာကြောင့်လူမိုက်ကိုရှောင်ရှားတင်ပါသလဲဆိုတာကိုဥပမာတစ်ခုနဲ့ပြောပြပါမယ်ဥပမာတရက်ဒီဆဲလုံးမှာတလုံးကပိုကင်နေတယ် အဲ့ဒီပိုကိုက်နေတဲ့တရက်သေးကိုအလဲမှာထားပြီးပိုးမကိုက်တဲ့တရက်သေးကိုလုံးကိုဘေးကနေဝင်းရံထားမယ်ဆိုရင်အဲ့ဒီပိုကိုက်နေတဲ့တရက်သေးကို ပိုးမကိုက်တော့အောင်ပကတိပြန်လဲကောင်းမွန်လာအောင်ကြံခဲ့တဲ့ကိုလုံးကမကူစားပေးနိုင်ဘူးကြံနေကိုလုံးကပဲပိုကိုက်ခံရပြီးပျက်စီးသွားတဲ့တဲ့အဲ့ဒီလိုပဲလူကောင်းကိုရောက်ကလူမိုက်တယောက်ကို ြင်ပေးဖို့ဆိုတာမတန်နိုင်ဘူးခက်ခဲလို့နေမကောင်းတဲ့လူမိုက်ကြောင့်ပဲလူကောင်းကိုရောက်ဟာဖြစ်စီခြင်းတို့ရှောင်းနိုင်တယ်အဖွဲအစီတစ်ခုမှာနေရာတစ်ခုမှာလူမိုက်တယောက်ပါရင်အဲ့ဒီအဖွဲအစီအတိုင်းအဝိုင်းဟာဖြစ်စီသွားကြတာများတ ပုထုဇဉ်ဆိုတဲ့သဘောအရကောင်းတာနဲ့မကောင်းတာဆိုမကောင်းတဲ့ဘက်မှာတာယာကြတာများတယ်ထို့ကြောင့်လူမိုက်တွေဟာလူကောင်းတွေထပ်ပိုးပြီးညာပြလာရတယ်ဗုဒ္ဓဘာသာဝင် အများစုသိကြတယ်မင်္ဂလာတရား38ပါး တရားတော်တွေမှာအရေးအကြီးဆုံးအချက်ဖြစ်လို့မြတ်စွာဘုရားကလူမိုက်ဆိုရင်ရှောင်သွေလွဲလို့မမီဝဲနဲ့ခင်အောင်နေဆိုပြီးပထမဆုံးအချက်မှာထဲ့သွင်းမိကြခဲ့တာဖြစ်တဲ့လူမိုက်တယောက်ကြောင့်ပျက်စီးသွားတဲ့လူလိမ္မာများစွာရှိတယ်။ဒါကြောင့်လူမိုက်ကိုရှောင်ရှားတင်တယ်လို့မြတ်စွာဘုရားကဟောကြားတော်မူခဲ့ပါတယ်။ ကျေးဇူးတော်ရှင်ပေါမောက်ခါချုပ်ဆရာတော်ဖရာကြီးဒေါက်တာနန်တာမာလာပြည်ဝင်သားဟောကြားတော်မူခဲ့သောတရားတော်ကိုကျမတို့ဓမ္မတိန်သောအဖွဲ့သားများမှဓမ္မဌာနအနေဖြင့်ပြန်လည်ပြီးတော့ညဝေလိုက်ပါရရှင်